အကောင်းသီးတကောင်ရဲ့အပုတ်နဲ့ထွက်နေတဲ့ကဘာပေါ်ကအကြီးဆုံးပန်းပန်းဦးရည်ကြီးတစ်ခုကိုမြင်အောင်ကြည့်လိုက်ပါလှပတဲ့ပန်းရောင်စုံတွေငွေးကြိုင်တဲ့ရတဲ့အနေနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုပါပဲဒါပေမဲ့အဲ့ဒီကြားထဲမှာထူးထူးခြားခြားရုပ်ဆိုးကျဉ်တံပြီးတော့အနက်ကလည်းပုတ်သွိုးနေတဲ့အသားစိမ့်နှံ့လိုမျိုးနန်းဟောင်းနေတဲ့ဗန်းဝင်ရှိနေမယ်ဆိုရင်ပရိသတ်ကြီးတို့ဘယ်လိုခံစားရပါမလဲမင်္ဂလာပါ user entertainment ပရိသတ်ကြီးဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ရုပ်အလောင်းပန်းလို့ခေါ်တဲ့ cosplayer လို့လူတီများတယ်။ Amorphophallus Titanum ရဲ့ထူးခြားစမ်းချက်တဲ့အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်။ သူ့ရဲ့အရာမအရွယ်စားကျောင်းမဖွေရအနေနဲ့ခနာတာပွင့်လန်းတဲ့တဘာဝလိုကြောင့်ဒီပန်းဟာကဘာတဝန်းကယူခဗေဒပညာရှင်တွေနဲ့စူးစမ်းသူတွေကိုအံ့အားတင်စေခဲ့ပါတယ်။အနန်စိုးရီရဲ့ဘီမာလိုတင်စားခေါ်ဝေါ်ကြတဲ့ဒီသူဆန်းတဲ့ပန်းရဲ့နောက်ခွေကဘလို့စိတ်ဝင်စားစရာကောင်းတဲ့အချက်လက်တွေရှိနေလဲဆိုတော့လေ့လာကြည့်ကြရအောင်ပါ။ယောလောင်းပန်းလို့ခေါ်တဲ့ဒီပန်းဟာအင်ဒိုနီးရှားနိုင်ငံဆူမာထရာကျွန်းရဲ့မိုးတစ်တော်ရီမှာမူလပေါက်ဖွားတဲ့ပန်းမင်တစ်မျိုးပါပဲ။ဒီပင်တွေကိုပန်းမင်လို့ခေါ်ကြပေမဲ့တကယ်တော့ဒါဟာပန်းမွေငယ်လေးတွေအများကြီးစုစည်းနေတဲ့ Spartans လို့ခေါ်တဲ့ပွင့်ကြကြီးတစ်ချက်ဖြစ်ပါတယ်။အဲ့ဒီပွင့်ကြကြီးကိုဝင်းရံထားတဲ့အရွက်တရွက် Sparti တွေကိုပေါင်းစပ်ထားတဲ့ပုံစံမှာဒီပွင့်ကြကြီးဟာအမြင့်ပေဆဲပေကျော်အထိကြီးထွားနိုင်ပြီးတော့ကမ္ဘာပေါ်မှာအရင်အမြင့်ဆုံးနဲ့အကြီးဆုံးပန်းမွင့်လို့လည်းမှတ်တမ်းဝင်ထားပါတယ်။ရုပ်လောင်းပိုင်းရဲ့ထူးခြားတဲ့အင်္ဂါရဲ့တစ်ခုကတော့သူကပွင့်တဲ့အခါသူ့ရဲ့ပန်းမွင့်ကနေပြီးတော့ထွက်လာတဲ့ပြင်းထန်တဲ့အနံ့ဆိုးကြောင့်ပါပဲ။အဲ့ဒီအနံ့ဆိုးဟာပုတ်သွင်းနေတဲ့အသားဒါမှမဟုတ်လို့ရှိရင်လူသေးကောင်းတစ်ကောင်နဲ့တူပြီးတော့ ရင်ကောင်နဲ့ပိုတုံးလုံးလိုကောင်မျိုးတွေကိုဆွဲဆောင်မှုအတွက်တဘာဝကြီးကဖန်တီးပေးထားတဲ့နီလန်တစ်ခုဖြစ်ပါတယ်။အဲဒီနတ်ဟာအရန်ပြင်းထန်ပြီးတော့ဘိုးကောင်တွေကိုလည်းတအားဆွဲဆောင်နိုင်ပါတယ်။ဒီဘိုးမွားတွေဟာဝင်းမုံကူရမှာအဓိကအခန်းကဏ္ဍကပါဝင်ပါတယ်။ဗန်းမွေးနဲ့အချိန်ဟာအလွန်တိုးတောင်းပြီးတော့ရန်အနေငယ်သာကြာမြင့်တာပါ။အဲဒီအချိန်တွင်မှာအနံဆိုးတွေဟာအထုထိတ်ကိုရောက်ရှိပြီးဗန်းဝင်းမုံကူပြီးတာနဲ့ဖြည်းဖြည်းပျောက်ကွယ်သွားရပါတယ်။ယုံလောင်းပန်းဟာပန်းမွေမှုအတွက်အချိန်တော်ကြာဆောင်ဆိုင်ရတဲ့အပင်မျိုးဖြစ်ပါတယ်။ဒိုရဲမှာဆိုရင်ပွေးမှုအတွက်9နှစ်ကနေ10နှစ်အထိကြာမြင့်နိုင်ပါတယ်။ ။စိုက်ပျိုးထားတဲ့ဥယျာဉ်တွေမှာဆိုရင်လေပို့ပြီးတော့ကြာမြင့်နိုင်ပါလိမ့်။ကိုယ်ငံဒီအချိန်မှာအပင်ရဲ့အဖူးဟာလှည့်မြန်းစွာကြီးထွားလာပြီးတော့ရပိုင်းထွေးမှာပဲအရာမပန်းမွင့်ကြီးအဖြစ်ကိုပြောင်းလဲသွားပါလိမ့်။ပွင့်တဲ့အခါကျလို့ရှိရင်လေပွင့်ချက်ကြီးဟာနှီးညူရောင်ဒါမှမဟုတ်ခရမ်းရောင်အထိပြောင်းလဲသွားပြီးတော့အတွင်းပိုင်းမှာအဝါရောင်ပွင့်ချက်ငယ်လေးတွေကိုတွေ့ရနိုင်ပါလိမ့်။ဒီရုပ်လောင်းဖန်းလို့ခေါ်တဲ့ cos flower ဟာသူရဲ့ထူးခြားစမ်းကြဲတဲ့သဘာဝကြောင့်ကဘာတဝမ်းကယုခပေတာဥယျာဉ်တွေမှာအထူးစိတ်ဝင်စားခံရတဲ့အပင်မျိုးဖြစ်ပါလိမ့်။ ။ပွင့်တဲ့အခါမှာလူအများပြားဟာဒီထူးဆန်းတဲ့ပန်းကိုလာရောက်ကြည့်ရှုကြပါရစေ။ဒါပေမဲ့အနံဆိုးကြောင့်တော့မျက်နှာကိုလက်ကင်မောင်းနဲ့အုပ်ထားကြပြီးအိယာမှာပန်းဝင်ကြီးရဲ့အံ့ဩစရာကောင်းတဲ့ရုပ်သွင်ကိုပဲငေးမောကြည့်ရှုနေကြကြပါရစေ။အဲ့ဒီရုပ်လောင်းပန်းဟာတဘာဝတရားရဲ့မယုံနိုင်လောက်ဆရာဖန်တီးမှုတစ်ခုအဖြစ်လာပါမှုနဲ့ရုပ်ဆိုးမှု မွေးရနိုင်တဲ့အနံဇိုးတို့ရဲ့ထူးခြားတဲ့ပေါင်းစပ်မှုကိုပြသနေပါတယ်။ကနဒါပွင့်လန်းပြီးပြင်းထန်တဲ့အနံဇိုးကိုထုတ်လွှတ်တဲ့ဒီထူးဆန်းတဲ့ဘက်ဟာတဘာဝရဲ့လိဝတ်စမ်းကြယ်မှုနဲ့အံ့ဩဖွယ်ရာတွေကိုတတ်တည်ပြနေတဲ့တက်ရှိထင်ရှားပြရုပ်တစ်ခုအဖြစ်ထာဝရတည်ရှိနေမှာပဲဖြစ်ပါတယ်။ကဲပရိသတ်ကြီးတို့ရောဒီဘန်းကိုမြန်မာနိုင်ငံမှာမြင်မှုကြလားဗျ။နောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုရှားဖွေတင်ဆက်ပေးဦးမှာမလို့ Youth Entertainment Channel လေးကိုလည်း Like and Follow Subscribe လုပ်ထားဖို့အတွက်မမေ့ပါနဲ့။အစောနေ့ကြီးရှိအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။